အမျိုးသမီးဘွားရှာအောင်ထိုင်းမှာပြောင်းလဲလိုက်ပြီးတဲ့နောက်ချစ်သူနယ်ရှာတဲ့ကိုဝင်သုံးလရှိနေပြီဆိုတဲ့မိချို့အားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းနူပေးကနေပြန်လည်ကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံမှာလိန်တူချစ်ကြိုက်တဲ့ဇုံတွဲတွေကရှိပေမဲ့တရားဝင်လက်ထပ်ခွင့်ပေးထားတဲ့နိုင်ငံတော်မဟုတ်ပါဘူးလိန်တူလက်ထပ်တဲ့ဇုံတွဲတွေလည်းရှိပေမဲ့လိန်တူလက်ထပ်ပြီးတော့ကလေးမွေးတာကတော့မြန်မာနိုင်ငံမှာအထူးဆန်းဖြစ်နေပါသေးတယ်အမျိုးသားချစ်ချက်လက်ထပ်ပြီးတဲ့နောက်အမျိုးသားကပဲကိုဝင်ဆောင်တဲ့ဖြစ်ကလည်းမရှိသလောက်ကိုရှာပါနေပါရီ ူများအထက်ထူလာရမှကျင်းတဲ့တဲမီချိုကတော့ဘဝပြောင်းလဲလိုက်ပြီးတဲ့နောက်သူချစ်ရတဲ့သူရဲ့ကိုဝင်သုံးလရှိတဲ့အကြောင်းကိုထုတ်ပြောလာခဲ့ပါတယ်။အမျိုးသားချစ်စင်လက်ထက်ပြီးတော့ကိုဝင်ဆောင်နိုင်တာကဒီကဘာပေါ်မှာတောင်မှမကြားဘူးတော့ဖြစ်နေရကြောင်းမီချိုရဲ့အကြောင်းကိုစိတ်ဝင်စားနေကြပါတယ်။မီချိုလိုခေါ်ရေးရှယ်ဝနာကအွန်လိုင်းပေါ်မှာဟာတာဗီယိုလေးတွေတင်ရင်းနဲ့ဂျာမနီနိုင်ငံမှာသူရဲ့ချစ်သူနဲ့နေထိုင်သူပါ။ NGBD တရားဖြစ်တဲ့မီချိုဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါရင် ွင်းရင်ခနာကောယောက်ျားလေးဖြစ်နေပြီးစိတ်ကတော့မိန်းကလေးစိတ်ဖြစ်နေရကြောင်းအမျိုးသားစိတ်ပိုင်းတွေကိုထိုင်းမှာသွားပြောင်းလဲလိုက်ပါတော့ရင်အမျိုးသမီးဖြစ်ခံယူလိုက်ပေမဲ့လည်းဆီလီကွန်ထည့်ထားရီကိုတော့မလုပ်ထားသလိုဝန်ဆောင်စင်နာကလည်းအမျိုးသားတယောက်လိုပဲဖြစ်နေပါရင်ချစ်သူတွေပေးဆက်ပြီးတော့ချစ်ချင်တဲ့မိချူကမကြခင်ကလေးမွေးဖွားတော့မှဖြစ်လို့ဘာစားတော့တွေရှောင်ရမလဲလို့လေမိထားပါသေးတယ်ဒီလိုထူးဆန်းတဲ့ဖြစ်ပျက်ကိုတော့ဘသူကမှမယုံကြည်ပေမဲ့မိချူကတော့ခိုက်ခိုက်မမာထုတ်ပြလာခဲ့ပါရင်ကဘာပေါ်မှာယောက်ျားစစ်စစ်ကနေကိုဝင်ဆောင်နာကအမေရိကန်ရပ်ပါ listness h နဲ့မိချိုနှစ်ယောက်ထဲသာရှိပါသေးတယ်။ဒါပေမဲ့ listness h ကတော့သူ့ရဲ့ air ban ကိုကျညာကျနာကြောင့်ဓာတ်ပုံကိုပြင်ဆင်ထားခဲ့တာပါ။ မိချူကမျိုးသမီးတယောက်လိုခွဲစိတ်လိုက်တာကတော့ဖြစ်နိုင်ပေမယ့်ကိုဝင်ဆောင်ထားတော်ကိုတော့မယုံကြည်ကြပါဘူးမိချူကတော့မယုံတဲ့သူတွေကိုသူ့ရဲ့ဘိုက်ကိုပြသထားပါရီမိချူကိုအားပေးချစ်ခင်သူတွေကတော့မိချူမှာကိုဝင်ရှိတယ်ဆိုတာယုံကြည်နေကြပြီးဖြစ်နိုင်တယ်လို့ဆိုတာကိုလည်းလက်ခံကြပါရီမိချူကမျိုးသမီးဖြစ်ကိုပြောင်းလဲလိုက်ချိန်မှာတအိမ်မှာထည့်လိုက်တာလားလို့ခံမနေကြပါရီမိချူကဘေနီကိုတုံးပြီးတော့မျိုးသားတယောက်ဖြစ်လျက်ကိုဝင်လွယ်ထားရပါတယ်ဆိုပြီးတော့အသေးချာမရှင်းပြထားပါဘူးဒါပေမဲ့တအိမ်မှာပါရတဲ့မျိုးသားတအူးဟာကိုဝင်လွယ်ထားရတယ်ဆိုတာလက်ခံနိုင်စရာမရှိဖြစ်နေ င်ပြီးတော့ယုတ်တိမရှိတာကြောင့်မိချိုကိုနမဲကြီးအောင်ရှောက်ပြောနေတယ်လို့ပြောနေကြပါတယ်။မိချိုကတော့နမဲကြီးပြီးသားဖြစ်လို့နမဲကြီးအောင်လုပ်စရာမလိုဘူးလို့ပြောထားပေမဲ့လေအရင်ကလည်းလူသိများစီဖို့အတွက်နီးလန်းနေကိုမျိုးမျိုးထုတ်သုံးတတ်ပါတယ်။ဘလို့ဒီတဲ့နေကိုထုတ်သုံးရမလဲဆိုတာသေချာစဉ်းစားနေတတ်ပြီးအခုတော့တကဘာလုံးကစက်ဝင်စားမယ်နီးလန်းကိုသုံးလိုက်ပါတယ်။မိချိုသားတကယ်ကိုဝင်ဆောင်ထားတယ်ဆိုရင်တော့ကဘာကျော်သွားမှာဖြစ်ပြီးမိချိုဟာကဘာကျော်ဘုတ်ထီလေးရွှေရထားသူဖြစ်ပါတယ်။မိချိုကသုံးမွေးလာမယ့်ကလေးအတွက်နမဲလေးကိုပါစဉ်းစားနေပါတယ်။ကဘာပေါ်မှာအမျိုးသားတယောက်ဖြစ်လျက်ကိုဝင်ဆောင်တာကိုတော့မကြောက် ားဖို့တဲ့သူတွေကများပြီးလိန်တူလက်ထက်ပြီးနောက်အငားကုံဝင်ဆောင်တဲ့ဖြစ်ပျက်တွေကတော့အများကြီးရှိပါတယ်။သူများတဲ့ထူကြလိုက်ရမှကျင်းတဲ့မိချူကတော့အငားကုံဝင်ဆောင်တာမဟုတ်ပဲသူကိုယ်တိုင်ပဲမွေးဖွားတော့မှာပါ။မိချူကစောင့်နောက်နေရလားဒါမှမဟုတ်တကယ်ပဲကုံဝင်ဆောင်ထားလားဆိုတာကိုတော့မကြခင်မှာသိရတော့မှာဖြစ်ပါတယ်။ လိန်ပြန်ခွဲစိတ်ထားတဲ့မိချိုကတကယ်ပဲကိုဝင်သုံးလရှိနေပြီဆိုတာဖြစ်နိုင်မှာမလားဆိုတာပြည်သက်ကြီးရဲ့အမြင်လေးကိုလေကိုမမရှိခဲ့ပြီးပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလေစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေတင်ပြလာခဲ့ပါအောင်မရှင်